ရန်ကုန်တမြို့စာလောက်လူနေအိမ်တွေပြည့်နှက်နေပေမဲ့လူနေထိုင်မှုမရှိတဲ့ဂျပန်ကစွန့်ပစ်ကျွန်းဘယ်သူတွေအတွက်စောက်ပေးထားတာလဲဂျပန်နိုင်ငံတောင်ပိုင်းမှာဂျိုဒူပုံရိပ်တွေကနေထူးဆန်းပြီးလျှို့ဝှက်ဆန်းကြတဲ့နေရာတစ်ခုကိုတွေ့ရှိနိုင်ပါတယ်။နာဂါဆာကီမြို့နားကကျွန်းငယ်လေးတွေထဲမှာနေရာလွတ်တွေရှိနေတတ်တယ်လို့တချို့ကတော့အပန်းဖြေစခန်းတွေရှိနေပေမဲ့ဒီကျွန်းလေးတစ်ကျွန်းကတော့ပျက်စီးယိုယွင်းနေတဲ့မြို့ဟောင်းတစ်ခုရဲ့အပျက်စီးတွေနဲ့ပြည့်နှက်နေပါတယ်။ Google Street View နဲ့တောင်ဒီနေရာကိုလှက်ပက်ကြည့်ရှုနိုင်ပြီးစွန့်ပစ်ထားတဲ့လမ်းတွေနဲ့အဆောက်အုံတွေကိုလေ့လာနိုင်ပါတယ်။ ကြည့်ရတာတော်လေးကိုထိတ်လန့်ကြာကောင်းပြီးတော့ဒီကျုံးကိုစွန့်ပစ်ထားတာအတော်ကြာပြီဆိုတာရှင်းရှင်းလင်းလင်းမြင်သားပါတယ်။ဒါပေမဲ့ဒီပစ္စည်းတွေသာကျန်တော့တဲ့မြေကွက်တည်တည်လေးမှာဂျပန်နိုင်ငံရဲ့သမိုင်းတွေကမ္ဘာလုံးဆိုင်ရာပဋိပက္ခတွေအင်ပါယာတခုရဲ့အတက်အကျနဲ့ဒီကနေ့အထိဆက်ဖြစ်နေတဲ့ပဋိပက္ခတွေပါဝင်တဲ့ပုံပြင်တစ်ခုရှိနေပါတယ်။ဒါကတော့ဟာရှိမာကျွန်းရဲ့ရာဇဝင်ပါပဲ။ဒီအကြောင်းအရာကိုကျွန်တော်စိတ်ဝင်စားမိတာကတော့ဒီကျွန်းရဲ့ဇလန်းဟာဂျပန်နိုင်ငံရဲ့ဇလန်းနဲ့အများကြီးဆင်တူနေတာကြောင့်ပါ။1800ပြည့်လွန်နှစ်တွေနောက်နောက်ပိုင်းမှာ ဂျပန်ဟာစက်မှုဒေါ်လာရေးကိုကြုံတွေ့ခဲ့ရပြီးနိုင်ငံကိုအခြေခံအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်ဂျပန်ဟာစိုက်ပျိုးရေးအခြေခံနိုင်ငံကနေအဓိကစက်မှုနိုင်ငံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မီးရထားလန်တွေဖောက်လုတ်ခဲ့ကြပြီးစက်ယုံတွေပေါ်ပေါက်လာခဲ့ပါတယ်။တင်မောချင်းတွေလည်းတိစောက်ခဲ့ကြပါတယ်။ဒီလိုပြောင်းလဲမှုတွေအားလုံးအတွက်စွမ်းအင်လိုအပ်တာကြောင့်ဟာရှီမာကျွန်းအပါအဝင်နိုင်ငံတော်ဝန်မှာမိုင်းတွင်းအစ်စ်တွေထူထောင်ခဲ့ကြပါတယ်။1800ပြည့်လွန်နှစ်တွေမှာဒီကျွန်းချမ်းပြင်အောက်ပင်လယ်ချမ်းပြင်မှာကြောင်မီးသွေးကိုတွေ့ရှိခဲ့ပါတယ်။အလင်းမြန်တိုးတက်နေတဲ့ Mitsubishi Corporation က ဒီရှာဖွေတွေ့ရှိမှုကိုသိရှိခဲ့ပြီးကြောင်ပြီးသွေးတူးဖော်မှုနဲ့၎င်းရဲ့တိုးချဲ့လာတဲ့ရင်းနှွေးငွေ့သင်းမောတွေအတွက်လောင်စာအဖြစ်အသုံးပြုဖို့ကျွန်းတစ်ခုလုံးကိုဝယ်ယူခဲ့ပါတယ်ကျွန်းပေါ်မှာကြောင်ပြီးသွေးတူးဖော်မှုအရှိန်ဟုန်မြင့်နေချိန်မှာဂျပန်တနိုင်ငံလုံးရဲ့ကြောင်ပြီးသွေးထုတ်လုပ်မှုကလည်းစံချိန်တင်ခဲ့ပါတယ်1884ခုနှစ်မှာဂျပန်ဟာကြောင်ပြီးသွေးတန်ချိန်28000ထုတ်လုပ်ခဲ့ပါတယ်1890ပြည့်နှစ်မှာတော့ဒီပမာဏဟာတန်ချိန်3တန်းအထိမြင့်တက်ခဲ့ပြီး1919ခုနှစ်မှာတော့တန်ချိန်30တန်းအထိရောက်ရှိခဲ့ပါတယ်1900ပြည့်လွန်နှစ်တွေအစောပိုင်းမှာ မိုင်းကဆက်လက်ကြီးထွားလာတာနဲ့မျှလုံသားပုံမှုလိုအပ်လာပြီးနေရာပုံမှုလိုအပ်လာခဲ့ပါတယ်။ဒါကြောင့် Mitsubishi ဟာကြောင်မီးသွေးမိုင်းကနေထွက်တဲ့အကျွင်းကြံတွေကိုအသုံးပြုပြီးကျွန်းရဲ့အရွယ်စားကိုတိုးချဲ့ခဲ့ပါတယ်။ကျွန်းပေါ်မှာပျက်စီးလွယ်တဲ့မြေသားကိုကာကွယ်ဖို့အတွက်ကျွန်းတစ်ဝိုက်မှာကွန်ကရစ်နယံတစ်ခုကိုတည်ဆောက်ခဲ့ပြီးပြင်းထန်တဲ့လှိုင်းလုံးတွေနဲ့မုန်တိုင်းတံကနေကာကွယ်ခဲ့ပါတယ်။ဒီနေရာအစ်စ်ကိုတော့ Mine 2.0ရဲ့အဆောက်အအုံတွေအတွက်အဓိကအသုံးပြုခဲ့ပြီး ။မူရင်းကျွန်းမြေရဲ့မြောက်ပိုင်းမှာတော့လူနေထိုင်ရာနေရာတွေကိုတီးတန့်ထားရှိခဲ့ပါတယ်။ကျွန်းကတိုးချဲ့နေတယ်လို့ပဲဂျပန်အင်မာယာတို့ခုလုံးကလည်းနယ်မြေထိန်းချုပ်မှုကိုတိုးချဲ့နေပါတယ်။အရင်းအမြစ်တွေနဲ့ဩဇာအာဏာကိုလိုချင်တဲ့စိတ်ဆန္ဒကြောင့်ဂျပန်ဟာစာခါလင်ကျွန်းရဲ့အစိတ်ပိုင်းပြင်ကိုရီးယားကိုပါသိမ်းပိုက်ခဲ့ပြီးဒေသခံပြည်သူတွေပေါ်အုပ်စိုးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဟာရှိမာကျွန်းပေါ်မှာတော့မိုင်းတွင်းနေရာကိုထိရောက်ဆုံးဖြစ်အောင်အသုံးပြုခဲ့ပါတယ်။တန်မိုးရှိတဲ့မြေတွေကိုစိုက်ပျိုးရေးအတွက်မသုံးဘဲ အစားအစာနဲ့ရေချိုကိုဂျပန်ပြည်မကြီးကနေတင်မောနဲ့တည်ယူခဲ့ပါတယ်။ဒီနီးနဲ့မိုင်းတူဖို့ရေးအတွက်မတုံးတဲ့ကျွန်းရဲ့နေရာတိုင်းကိုလူနေရင်ဆောက်အုံတွေပုံမိုတိဆောက်ဖို့နဲ့မိုင်းလုံသားတွေနဲ့သူတို့မိသားစုတွေအတွက်အကြောင်းဆေးရုံစိုင်းတွေနဲ့ရုပ်ချင်ရုံလိုမျိုးအထောက်အကူပြုအဆောက်အုံတွေတိဆောက်ဖို့အသုံးပြုခဲ့ပါတယ်။အလုံမားတွေအတွက်လောင်းကစားပြုလုပ်နိုင်တဲ့ပါချင်ကိုလောင်းကစားရုံကိုတောင်တိဆောက်ခဲ့ပါတယ်။ဟာရှိမာကျွန်းကဆက်လက်တိုးချဲ့ပြီးမြေတုတွေပုံမိုထည့်သွင်းကကွန်ကရစ်ဆောက်အုံတွေပုံမိုပေါ်ထွက်လာတာနဲ့အမျှသူ့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်ကိုစတင်ရရှိလာခဲ့ပါတယ်။ ကုန်းပေါ်ကနေကြည့်လိုက်ရင်ဒီကျွန်းကကြီးမားတဲ့မိခိုးရောင်တင်မောတစင်းလိုပေါ်လာပြီးလူတွေကဒီကျွန်းကိုစစ်တင်မောကျွန်းလို့စတင်ခေါ်ပေါ်ခဲ့ကြပါတယ်။1930ပြည့်လွန်နှစ်တွေမှာဒီကျွန်းကစစ်တင်မောနဲ့ပူတူလာတာနဲ့အမျှအမှန်တကယ်စစ်သင်္ဘောတွေကလည်းသူ့ပတ်ပတ်လည်ပင်လယ်ပြင်မှာသွာလာနေကြပါပြီ။အဲဒီချိန်တုန်းကဂျပန်ဟာပဋိပက္ခအများပြားမှာပါဝင်ပတ်သက်နေလို့ပါ။အထူးသဖြင့်တရုတ်ပြည်သူသမ္မတနိုင်ငံနဲ့ပဋိပက္ခဖြစ်ခဲ့ပါရတယ်။1932ခုနှစ်မှာဂျပန်ကမန်ချူရီးယားကိုကျူးကျော်ခဲ့ပြီး1938ခုနှစ်မှာတရုတ်ကိုအပြည့်အဝကျူးကျော်မှုစတင်ခဲ့ပြီးတော့ ဒုတိယတရုတ်ဂျပန်စစ်ပွဲကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဂျပန်ကသူ့ရဲ့ empire ကိုပုံမချဲ့ထွင်ဖို့ရည်ရွယ်ခဲ့တဲ့အတွက်ဒီပတိပခါဟာနောက်ပိုင်းမှာပိုကြီးမားတဲ့ဒုတိယကမ္ဘာစစ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီကာလအတွင်းမှာကြောင်မီးသွေးဝယ်လို့အားကအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ဟာရှီမာကျွန်းဟာ1942ခုနှစ်မှာထုတ်လုပ်မှုအမြင့်ဆုံးကိုရောက်ရှိခဲ့ပြီးအဲ့ဒီနှစ်မှာကြောင်မီးသွေးတန်ချိန်၄သိန်း၁တောင်းထုတ်လုပ်ခဲ့ပါတယ်။ဟာရှီမာမိုင်းကိုလေပတ်နေတဲ့ Mitsubishi ကုမ္ပဏီကလည်းအဲ့ဒီကြောင်မီးသွေးကိုအသုံးပြုတဲ့စစ်သင်းမော်တွေအပြင်လေယာဉ်တွေနဲ့အခြားစစ်လက်နက်ပစ္စည်းတွေကိုလည်းထုတ်လုပ်နေခဲ့ပါတယ်။ ကျွန်းကဆက်လက်တိုးချဲ့နေတာနဲ့မျှဂျပန်အင်ပါယာကလည်းအာရှမှာကြီးမားတဲ့ထိန်းချုပ်မှုကိုရရှိခဲ့ပါတယ်။ဒီချဲ့ထွင်မှုအတွက်ကြီးမားတဲ့ကုန်ကျစရိတ်တွေရှိလာခဲ့ပါတယ်။ဂျပန်ကဒေသတဝန်းမှာနေမီရီကိုအတင်းကျပ်သိမ်းပိုက်ခဲ့ပြီးသူ့ရဲ့အုပ်စိုးမှုကိုချမှတ်ကတယန်ဇာတကိုအမျက်ထုတ်ခဲ့ပါတယ်။ဒီဇလန်ရဲ့အဆုံးသက်ကိုတော့ကျွန်တော်တို့အားလုံးသိကြပါတယ်။1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာဟီရိုရှိမာမြို့ကိုပထမဆုံးအနုမြူဘုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။၃ရက်ကြာမှာတော့ဒုတိယဘုံးတလုံးကိုကျဲချခဲ့ပါတယ်။ပြမတ်ကနာဂါဆာကီမြို့ ဟီရိုဟာရှိမားနဲ့တိမ်မဝေးပါဘူး။ဘုံပေါက်ကွဲပြီးနောက်မှာဟာရှိမားကနေအလုတ်သမားတွေကိုအပြက်စီးရရှင်းလင်းဖို့ခေါ်ဆောင်ခဲ့ပါတယ်။ဟာရှိမားကျွန်းဟာဂျပန်သမိုင်းကိုပုံဖော်ပေးမဲ့ဖြစ်ပျက်တွေနဲ့ထပ်မံနှဆိုင်စွာဆက်ဆက်နေခဲ့ပါတယ်။၄ရက်ကြာမှာဂျပန်ကလက်နက်ချခဲ့ပါတယ်။ထူးသန်းတာကတော့ဟာရှိမားလိုမိုင်းတွေကနေထွက်တဲ့ကြောင်မီးသွေးဟာဂျပန်ရဲ့စစ်ပွဲအတွက်လောင်စာဖြစ်ခဲ့တယ်လို့ဒုတိယကမ္ဘာစစ်ပြီးဂျပန်ရှုံးနိမ့်ပြီးနောက်နိုင်ငံရဲ့ပြန်လည်နလန်ထူရေးအတွက်လည်းလောင်စာဖြစ်ခဲ့ပါတယ်။မကြာခင်မှာဂျပန်ဟာပြိုင်ဘက်ကနေ အမေရိကန်ပြည်ထောင်စုရဲ့မဟာဗျူဟာမဟာမိတ်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။1950ပြည့်နှစ်ကိုရီးယားစစ်ပွဲမတိုင်မီကလုပ်ငန်းလည်ပတ်မှုအခြေစိုက်စခန်းနဲ့ဈေးပေါ်တဲ့ကုန်ပစ္စည်းတွေရဲ့ရင်းမြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာတော့ကြောင်မီးသွေးပါဝင်ဆက်မှုလုပ်ငန်းအားလုံးဟာစီးပွားရေးအရကြီးမားစွာမြင့်တက်လာခဲ့ပါတယ်။ဟာရှီမာကျွန်းကလည်းတပန်ဂျပန်အတွက်စီးပွားရေးအကောင်းကျိုးတွေကိုစောင့်ကြည့်ပေးခဲ့ပါတယ်။ကြောင်မီးသွေးဝယ်လိုအားဆက်လက်မြင့်တက်လာတဲ့အမျှလုံသားပုံမိုလိုအပ်လာခဲ့ပြီး1959ခုနှစ်မှာဟာရှီမာကျွန်းဟာလူဦးရေအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ လူကြီး9259ဦးဟာအလွန်ချင်းချင်းကြက်ကြက်နေထိုင်ခဲ့ကြတာကြောင့်အဲ့ဒီအချိန်ကဂျပန်တမိုင်းမှာလူကြီးအထူးထပ်ဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကြောင်မီးသွေးကအကန့်အသတ်ရှိတဲ့တယံဇာတာပါ။1980ပြည့်လွန်နှစ်တွေမှာဟာရှိမာကျွန်းပေါ်ကမိုင်းတွင်းတွေမှာဆိုရင်ကြောင်မီးသွေးတွေကိုတဖြည်းဖြည်းကုန်ခန်းလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရေနံကကြောင်မီးသွေးနေရာကိုအဓိကလောင်စာအဖြစ်အစားထိုးလာခဲ့ပါတယ်။ဒါကြောင့် Mitsubishi ဟာ1984ခုနှစ်ဇန်နဝါရီလမှာမိုင်းကိုပိတ်သိမ်းမယ်လို့ကြေညာခဲ့ပြီးနေထိုင်သူတွေနဲ့အလုပ်သမားတွေအားလုံး၃လအတွင်းထွက်ခွာရမှာဖြစ်ပါတယ်။ 1994ခုနှစ်ဧပြီလမှာတော့နောက်ဆုံးလှေကဟာရှိမာကျွန်းပေါ်ကကြံရှိနေတဲ့လူတွေကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဟာရှိမာကျွန်းကိုပိတ်ထားခဲ့ပြီးဆယ်စုနှစ်များစွာဝင်ရောက်ခွင့်ပိတ်ပင်ထားခဲ့ပါတယ်။ Mitsubishi ကမြေကိုပိုင်ဆိုင်နေပေမဲ့အဆောက်အုံတွေကိုပြုပြင်ထိန်းသိမ်းဖို့စိတ်ဝင်စားတော့တဲ့အတွက်အဲ့ဒီအဆောက်အုံတွေကပျက်စီးယိုယွင်းလာခဲ့ပါတယ်။တစ်ချိန်ကစီကားခဲ့တဲ့လူမှုအတိုင်းဝန်းကြီးဟာတရဲ၆တဲ့မြို့ဖြစ်ပြောင်းလဲသွားခဲ့ပြီး စွန်စားလူတွေနဲ့ duck tourism အမှောင်ခရီးသွားလုပ်ငန်းကိုစိတ်ဝင်စားသူတွေရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်ခဲ့ပါတယ်။ဝင်ခွင့်ပိတ်ထားပြီးမဲ့စွန်စားလူတွေဟာကျုံးကိုရောက်အောင်သွားခဲ့ကြပြီးပြိုကျနေတဲ့အဆောက်အုံတွေကိုစူးစမ်းလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့2009ခုနှစ်မှာဂျပန်အစိုးရဟာနီလန်ပြောင်းပြီးကျုံးကိုခရီးသွားတွေအတွက်ပြန်ဖွင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တရားဝင်ခရီးသွားအဖွဲ့တွေကိုကျုံးပေါ်ကိုခြေချခွင့်ပြုခဲ့ပါတယ်။ဒီ UI ချက်အတွက်ကျုံးရဲ့ပင်လယ်ကမ်းစမှာစိုက်ကပ်ဖို့နေရာအစ်စ်နဲ့ခိုင်ခန့်တဲ့လမ်းလျှောက်စရာနေရာတွေကိုတည်ဆောက်ခဲ့ပါတယ်။ဒီနေရာမှာခရီးသွားလေတွေစိုက်ကပ်ပြီး ကျွန်းပတ်လည်ကိုလိုက်ပို့ပေးနိုင်ပါတယ်ဒီကျွန်းကတော့အခုဆိုရင်ခရီးသွားလုပ်ငန်းနေရာတစ်ခုအနေနဲ့ဂျပန်စီးပွားရေးကိုထပ်မံအထောက်အကူပြုနေပါပြီဟာရှိမာကျွန်းကိုတရားဝင်ပြန်ဖွင့်လာတဲ့ကြိုင်နဲ့တည်းမှာဂျပန်ဟာဒီနေရာကိုပို့ပြီးဆွဲဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ဟာရှိမာကိုကမ္ဘာအမွေနှစ်နေရာဖြစ်သတ်မှတ်ပေးဖို့ UNESCO ကိုတောင်းဆိုခဲ့ပါတယ်။ဒီ UNESCO ဘွဲ့အမိကအတိအမှတ်ပြုထားတဲ့အထင်ကရနေရာတစ်ခုအနေနဲ့ဥပဒေအရအကောက်ွယ်ပေးမှာဖြစ်ပါတယ်။ဒီအဆိုပြုချက်တွေအရာအလုံးအစီအစဉ်တကြဖြစ်နေပုံရပြီး UNESCO ကိုပြန်လည်သုံးသပ်ဖို့တင်သွင်းခဲ့ပါတယ်။ဒါပေမဲ့အပိသက်မလုံဆောင်ခင်မှာပဲတောင်ကိုရီးယားမြောက်ကိုရီးယားနဲ့တရုတ်တို့စီကနေပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဒါဆိုသူတို့ကဘာကြောင့်ကြောင်မီးသွေးတူးဖော်ရေးအတွက်အသုံးပြုခဲ့တဲ့ဂျပန်ကျွန်းလေးတစ်ကျွန်းကိုဒီလောက်ထိဂရုစိုက်ကြတာလဲ။အဖြေကတော့ဂျပန်ကအမြဲတမ်းညှင်းဆိုပြီးဖုံးကွယ်ဖို့ကြိုးစားနေတဲ့ဟာရှိမားရဲ့လူသိနေတဲ့အကြောင်းအရာတချို့ရှိပါတယ်။ဘာလို့လဲဆိုတော့အခုထိကျွန်တော်တို့ပြောခဲ့တဲ့ဇာတ်လမ်းကမှန်ကန်ပေမဲ့ အပြည့်အစုံမဟုတ်သေးပါဘူးတကယ်တော့ဟာရှိမားဟာကြောင်မီးသွေးမိုင်းတက်တက်မဟုတ်ပဲအကျဉ်းတောင်တစ်ခုလိုပါပဲဂျပန်ကအာရှတဝမ်းမှာသူ့ရဲ့အင်ပါယာကိုချဲ့ထွင်လာတာနဲ့မြ၊ကြောင်မီးသွေးဝဲလိုအားသာတိုးလာတာမဟုတ်ပဲစစ်သားလိုအပ်ချက်လေတိုးလာခဲ့ပါတယ်ဂျပန်နဲ့ကိုရီးယားမျိုးသားတွေကိုအကရစ်စစ်တပ်ထဲစစ်မှုထမ်းဖို့ဆင့်ခေါ်ခဲ့တဲ့အတွက်ဆမ်မှုလုပ်ငန်းလုံသားအင်အားမှာကြီးမားတဲ့လက်ဟာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီလက်ဟာမှုကိုဖြည့်ဆည်းဖို့အတွက်ကိုရီးယားကအမျိုးသားတွေနဲ့ကလေးတွေကို Mitsubishi လို့ကုမ္ပဏီတွေပါဝင် မူမမှန်တဲ့နီလန်းတွေနဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းခဲ့ပါတယ်ဂျပန်ကတရုတ်ကိုဆက်လက်သိမ်းပိုင်နေချိန်မှာလဲတရုတ်စစ်တုံးမှန်တွေကိုဟာရှိမားပါဝင်စက်မှုလုပ်ငန်းနေရာများစွာမှာအတ္တမလှုပ်အားခိုင်းစေခဲ့ပါတယ်ဒီလိုအတ္တမလှုပ်အားခိုင်းစေခံရသူတွေရဲ့အခြေအနေတွေကအလွန်ကြမ်းတမ်းခဲ့ပါတယ်ဟာရှိမားကအသက်ရှင်ကျန်ရစ်သူတူဦးဖြစ်တဲ့ဆန်ဂျုံးဦးကအတင်းကျပ်စေခိုင်းခံရသူတွေဘလို့အခြေအနေမျိုးနဲ့နေထိုင်ခဲ့ရတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်ဂျန်ဦးဟာအသက်၁၄နှစ်ပဲရှိသေးတဲ့အချိန်မှာသူ့ရွာကနေအတင်းကျပ်ခေါ်ဆောင်ခံခဲ့ရပြီး ဟာရှိမားကိုပို့ဆောင်တဲ့လှေပေါ်မှာကျုံးကိုကာဝယ်ဖို့တိစောက်ထားတဲ့အတွက်ကွန်ကရစ်နယံကိုသူမြင်ခဲ့ရပါတယ်။သူ့အတွက်တော့ဒါဟာဖမ်းဆီးခံရသူတွေကိုအတွင်းမှာချုံနှောင်ထားဖို့တိစောက်ထားတဲ့အကျဉ်းထောင်နယံတစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူဟာတခြားအဓမ္မလှုပ်အားခိုင်းစေခံရသူ6ဦး9ဦးနဲ့အတူတိုက်ခန်းငယ်လေးတွေကတက်တစ်ခုမှနေထိုင်ခဲ့ရပါတယ်။မိုင်းတွင်းမှာလှုပ်လှုပ်ရတာကကြမ်းတမ်းပြီးအပူချိန်38ဒီဂရီစင်တီဂရိတ်ထိရောက်ရှိတာဆိုထိုင်းစာလည်းမြင်ပါပါတယ်။ရေအောင်မှာရောမြင်ပြမှာပါ။နေရာအလွန်ကျဉ်းကျပ်တဲ့အတွက် အလုတ်သမားတွေဟာဆန်နှနာရီအလုတ်စင်းချိန်ရဲ့အချိန်တော်တော်များများမှာကုန်းကုန်းကွက်ကွက်နဲ့တွားသွားရပါတယ်။ဘေးကင်းရေးစံနှုန်းတွေနည်းပါးတာကြောင့်ကြောက်ပြိုကြတာတွေကအလုတ်သမားတွေကိုနေ့တိုင်းချင်းချောင်းနေတဲ့အတွက်မတော်တဆမှုတွေကလည်းအလွန်အဖြစ်များခဲ့ပါတယ်။ဂျန်ဝူးကတော့ဟာရှိမားမှာသူကြုံခဲ့ရတဲ့ငရဲကန်းလိုအခြေအနေကနေအသက်ရှင်ကြံရခဲ့ပေမဲ့ကိုရီးယားနဲ့တရုတ်အကျဉ်းသားယာပေါင်းများပါကတော့အသက်မရှင်ခဲ့ကြပါဘူး။ဒီကျွန်းရဲ့မှောင်မိုက်တဲ့အတိတ်ကိုဂျပန်ဆိုရကဒီကနေ့ထိဖုံးကွယ်ထားတာပါ။အသက်ရှင်ကြံရသူများပြားကတော့ကျွန်းပေါ်မှာဖမ်းဆီးခံရရစဉ်အတွင်းတေဆုံးသွားသူတွေကို အနီးနားကနာကာနိုရှိမာကျွန်းကိုခေါ်ဆောင်သွားတယ်လို့ပြောဆိုခဲ့ကြပါတယ်ဒီနေရာမှာသူတို့ရဲ့ရုပ်လောင်းတွေကိုမိသကြိုပြီးမိခိုးလုံးကြီးတွေကလည်းကောင်းငင်ရန်ကိုမြင့်တက်လာပါတယ်ဒီမိခိုးလုံးတွေကိုဟာရှိမာကနေတော့မြင်တွေ့နိုင်ပြီးကြံရှိနေသူတွေအတွက်ဘလိုကံကြမ္မာမျိုးစောင့်ကြုံနေလဲဆိုတာကိုကြေကွဲဝယ်ရာသတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဂျပန်ကအိန္ဒိချင်းကျွန်းပေါ်မှာမိသကြိုစခန်းရှိခဲ့တာကိုငြင်းဆိုနေတဲ့ဖြစ်တဲ့အတွက်ဒီအချက်လက်တွေဟာဒီကနေ့ထိအငင်းပွားနေစေပါပဲ။ကမ္ဘာအမွေနှစ်နေရာအဖြစ်ရှောက်ထားဖို့ကနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုတွေအများကြီးလုပ်ခဲ့ပြီးနောက်2015ခုနှစ်မှာသဘောတူညီချက်တစ်ခုရရှိခဲ့ပါတယ်ဂျပန်ကတောင်ကိုရီးယားနဲ့သဘောတူညီမှုတစ်ခုရရှိခဲ့ပြီးသဘောတူညီမှုရဲ့တစိ့တစ်ပိုင်းအနေနဲ့ဂျပန်ကဟာရှီမာကျွန်းကိုလာရောက်လည်ပတ်တဲ့ခရီးသွားအလုံးကိုမြင်သာအောင်အဓမ္မလောအားခိုင်းစင်မှုတမိုင်းဆိုင်ရာအချက်အလက်တွေကိုပြသပေးမယ်လို့သဘောတူခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ထောက်ခံမှုနဲ့တူဟာရှီမောကို UNESCO ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ချက်ချင်းဆိုသလိုပဲဂျပန်အစိုးရကဒီဂရီကိုပြန်ဖြတ်ခဲ့ပါတယ်။ကိုရီးယားနဲ့တရုတ်လုံသားတွေကိုဂျပန်မျိုးသားတွေစစ်မှုထမ်းဖို့ဆင့်ခေါ်တယ်လို့မျိုးဥပဒေအရစစ်မှုထမ်းခိုင်းခဲ့တာဖြစ်တယ်လို့ငင်းပယ်တဲ့ထုတ်ပြန်ချက်တခုထုတ်ပြန်ခဲ့ပါတယ်။၂023ခုနှစ်မှာတော့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရပြီးနောက်မှာမှအပိုအချက်လက်တွေကိုပေးဖို့အသေးအဖွဲကမ်းလှမ်းမှုအချို့ကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဂျပန်နိုင်ငံကစစ်မှုအမွေအနှစ်ပြန်ကြားရေးစင်တာမှာဆိုရင်ဟာရှီမာနဲ့ပတ်သက်တဲ့ပြာကန်းငယ်လေးတခုပါဝင်ပြီးစကန်ဖတ်နိုင်တဲ့ QR code တခုလည်းပါဝင်ပါတယ်။ ဒီကုတ်ကို scan ဖတ်လိုက်ရင်2015ခုနှစ် UNESCO Comedy ဆွေးနွေးပွဲဗီဒီယိုကိုမြင်ရမှာဖြစ်ပြီးအဲ့ဒီမှာဂျပန်တန်မတ်ကဟာရှိမားလိုနေရာတွေမှာအတ္တမလောအားခိုင်းစေမှုတွေရှိခဲ့ကြအောင်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုတွေကထုတ်ပြန်ချက်တွေကအင်္ဂလိပ်ဘာသာနဲ့သာဖြစ်ပြီးဂျပန်စာတန်းထုတ်မပါဝင်ပါဘူး။ဒီကနေ့ထိဟာရှိမားကိုဘယ်လိုမှတ်မိနေမလဲဆိုတဲ့မေးခွန်းကအငင်းပွားစရာဖြစ်နေသေးပါ။တောင်ကိုရီးယားနဲ့ဂျပန်ကြားကဆက်ဆံရေးဟာဆိုရင်အတိတ်ကသွေးထွက်တန်ရိုးကိစ္စတွေကိုထည့်သွင်းမစင်းသားရင်တည်ငြိမ်နေပေမဲ့ ဟာရှိမလူနေရာတွေကအတိတ်ကဒဏ်ရာဒဏ်ချက်အလုံးလုံးဝမချက်သေးဘူးဆိုတာကိုပြသနေပါတယ်။ကျွန်တော်တို့တော့ဒီကျွန်းဟာအတိတ်ကိုကျွန်တော်တို့ဘလို့တွေးခေါ်တယ်လဲဆိုတော့စွဲမက်ဖွယ်ကောင်းတဲ့ဥပမာတစ်ခုပါပဲ။တမိုင်းကြောင်ပြောတဲ့အခါအများအားဖြင့်တော့ကြီးမားတဲ့အတိုင်းဒါနဲ့ပြောတတ်ကြပါတယ်။ကျယ်ပြန့်လာတဲ့ Empire ရဲ့မြေပုံတွေအာနာပြောင်းလဲတွေစစ်ပွဲတွေနဲ့အနိုင်ရရှိမှုတွေပေါ့။ဒါပေမဲ့ဒီအမြင်ကတမိုင်းဟာကျွန်တော်တို့နေ့တိုင်းနေထိုင်တဲ့နေရာတွေနဲ့ဘလောက်နှဆိုင်စွာရောရှက်နေတယ်လဲဆိုတာကိုမေ့သွားစေနိုင်ပါတယ်။ ဟာရှိမားဟာတမိုင်းဟာဂျပန်နိုင်ငံရဲ့ဇလန်းသက်သက်မဟုတ်ဘူးဆိုတာကိုကောင်းကောင်းသတိရစေပါတယ်။ဒါဟာကျွန်တော်တို့ရက်နေတဲ့နေရာတိုင်းမှာလူတွေမသိအောင်မြုံနံလျှို့ဝတ်ထားကြတဲ့ဇလန်းတစ်ခုစီရှိနေပြီးတော့ဘလောက်ပဲဖုံးကွယ်ပြီးတော့ကလကာချားထားပါစေ။တနေ့နေ့တစ်ချိန်ကြာရင်ကြာရင်တော့အကြောင်းရင်းတစ်ခုခုကြောင့်ပြန်လည်ပေါ်ပေါက်လာနိုင်တယ်ဆိုတာကိုသတိပေးနေပါတယ်။ဒီလိုပါပဲ။ဟာရှိမားကျွန်းရဲ့ဇလန်းကလည်းသင်ကန်းစာတွေအများကြီးရရှိနိုင်ပါတယ်။ကျွန်တော်တို့ရဲ့အတိတ်ကိုဘလို့မြင်ပြီးဘလို့မှတ်မိနေမလဲဆိုတာကလက်ရှိကာလရဲ့ဆက်ဆံရေးတွေနဲ့အနာဂတ်အတွက်ဘလောက်အရေးပါသလဲဆိုတာကိုပါ ဒီကျွန်းလေးကမေကွန်ထုတ်နေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ